အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပီလိုက်ပါတယ်ဗောနော်အဲ့လက်ရှိမှာဒီနေ့မာရတာကျွန်တော်လက်ရှိ Chelsea အကြောင်းလေးနည်းနည်းလေးပြောအောင်ဒါကျွန်တော်ရဲ့ personal ဟော personal ရောင်းဖို့ personal opinion လေးလည်းနည်းနည်းပါမှာဖြစ်လို့ကျွန်တော်ရဲ့ဒါကျွန်တော်အတွေ့အမြင်လေးတွေကိုလည်းနည်းနည်းလေးထည့်ပြောသွားမှာဖြစ်တယ်အဓိကကတော့ကျွန်တော်လက်ရှိမှာဖြစ်နေတဲ့သတင်းလေးတွေကိုနည်းနည်းလေးပြောသွားမှာဗောနော်အဲ့တော့လက်ရှိမှာဒါ Enzo Mures ကနေနဲ့သူ့ရဲ့အသင်းကိုဒီနှစ်ဆောင်းရသည်မှာတော့ဒါကျွန်တော်တို့ကျွန်တော်ဒါဘုတ်ဖွဲ့အနေနဲ့ဒါသူ့ပို့ပြီးတော့ကောင်းတဲ့ကစားသမားတွေဖြည့်ပေးဖို့အတွက် ူအနေနဲ့မျော်လင့်နေပေါ့နော်အဲ့ဒါကဘာကိုဆိုလို့ကျင်တာလဲလက်ရှိမှာဒါကျွန်တော်လွန်ခဲ့တဲ့3ရက်ကလည်းတင်ထားခဲ့ပြီမထင်မှတ်ပဲဒါကျွန်တော်ညီကိုကြီးလည်းဝိုင်းဝန်းပြီးကြည့်ရှုခဲ့တဲ့ဗီဒီယိုပြောခဲ့သလိုပဲ United of the United အခုခုနမှာယူနိုက်တက်ဗီဒီယိုရတာဆိုတော့ချက်စီအသင်းအနေနဲ့အခုလက်ရှိမှာနေပြအနေနဲ့သူလူကျင်တဲ့နောက်တန်းကစားသမားလီဒီကိုဒါကျွန်တော်တို့လက်ရှိမှာလာမယ့်ဆောင်းရာသီမှာအသင်းကိုဖြည့်တင်းပေးဖို့အတွက်အန်ဆိုမိုရက်စ်ကအနေနဲ့မျှော်လင့်နေတယ်။အန်ဆိုမိုရက်စ်ကတော့ရှင်းပါတယ်လက်ရှိမှာသူသွားကျင်တဲ့ပုံစံလီတိုင်းသွားမယ်လက်ရှိမှာဒါဘုတ်ဖွဲ့သွားစီကျင်တဲ့ပုံစံပြီးတော့သွားမယ်ဒါပေမဲ့သူသွားစီကျင်တဲ့ပုံစံလီလည်းသွားဖို့ချက်ဒါပေမဲ့သူသွားစီကျင်တဲ့ပုံစံမျိုးသွားမယ်ဆိုရင်လက်ရှိမှာချက်စီရဲ့ခန်းစီကစားသမားတွေကဒဏ်ရာသွားပြီလက်ရှိမှာမရှိမဲ့ရှိမဲ့ဒါအရန်ကစားသမားတွေဖြစ်တဲ့ဒါအချံပေါင်တဲ့ BDR ရှင်းတော်ဒဏ်ရာသွားတဲ့အချိန်မှရှိတယ်ဒါပေမဲ့ ောက်ဆုံးတက်လာတဲ့ဒါကျွန်တော်တို့လက်ရှိသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့နောက်ဆုံးရွေးချယ်စရာမရှိရင်ဒါကျွန်တော်ဒီစာစီကူတောင်ပြန်သုံးရမလားဆိုပြီးမေးခွန်းနေမိလာခဲ့တယ်။အန်ဆိုမော်ရက်စ်ကတော့လက်ရှိမှာဒီလိုနေရာမျိုးမှာတော့ကောင်းပါလိမ့်ဗျ။သူ့အနေနဲ့သူတို့ဒါဘုံစကွတ်ပုံစံမျိုးအောက်ထားခဲ့တဲ့စတာလင်တို့ဒီစာစီတို့ကတော့အသင်းမှာဘယ်နည်းနဲ့မှသုံးသွားဖို့တဲ့ဒါလက်ရှိမှာလုံးဝအဆီစင်မရှိဘူးလို့သိရတယ်ပေါ့ပါတယ်။ဒီစာစီကအန်ဆိုမော်ရက်စ်ကရဲ့ရေရှိဒါကျွန်တော်အနာဂတ်ပလန်မှာဘယ်နည်းနဲ့မှပါဝင်မှာမဟုတ်ဘဲနဲ့သူ့အနေနဲ့အကဲခံစင်မှုမရှိရင်တော့မှရှိတဲ့ပုံစံမျိုးရှိတာနဲ့ဖြစ်အောင်လုပ်သွားဖို့တဲ့ပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာ ခဲ့တယ်။ဒါပေမဲ့ကန်ကောင်းသွားတာတခုက international break ခံသွားတဲ့ကြောင့်မို့ဒါကြောင့်လက်ရှိမှာ Chelsea အသင်းအနေနဲ့ဒီ international break ပြီးမှသူတို့ရဲ့ cancel မှုတွေမကြခင်မှာအသင်းစီကိုပြန်လာနိုင်မယ်လို့ Chelsea ဘက်ကနေတွက်ထားတာဖြစ်တယ်။ဒါပေမဲ့ဘလို့ပဲဒီလိုမျိုးတွက်တော့ပါ Chelsea အသင်းအနေနဲ့ cancel မှုတယောက်အမြင်တမ်းလို့တယ်။ဒါကျွန်တော်ရဲ့ personal အမြင်တစ်ဦးတယောက်တည်းအမျိုးကျွန်တော်ဒီနေရာမှာ add on လုပ်ချင်တယ်။ Chelsea အသင်းနဲ့ဒီနေရာမှာလူရဲ့နေရာမှာ leadership style ဆန္ဒပတ်တွေလုပ်တယ်။ဒါကျွန်တော်အခုလက်ရှိမှာခင်ဗျားတို့အာမနာနဲ့ပုံမှန်လင်းလင်းပြောမယ်။ Chelsea ရဲ့လက်ရှိဆန္ဒပတ်တယောက်မှကျွန်တော်အာမရဘူး။ဒါပုံမှန်လင်းလင်းပြောတာ Wesley Fofana ဒါ maybe ကျွန်တော်အနေနဲ့ဒီအုပ်စုထဲမှာမ ဆိုးဘူးလို့ပြောလိုက်ရလီဗိုင်ကိုဝဲကိုကျွန်တော်သဘောကျရင်ကြမယ်ဒါပေမဲ့သူကိုယ်တိုင်ကစားလူငယ်တယောက်ပဲဖြစ်နေသေးတယ်တော့ကျွန်တော်သူ့မှာလူဝတ်ချက်တွေအများကြီးရှိတယ်ဒီနေရာမှာကျွန်တော်ပါစနယ်အမြင်မှာဆိုရင်20နဲ့25နဲ့28ကြားထဲမှာဒီလိုဒါကျွန်တော်အသင်းကိုဥဆောင်နိုင်မဲ့ခံစင်မှုတွေတီကိုဆေးဘာလောက်တီကိုဆေးဘာရောက်လာရင်အသက်တော်မှာနည်းနည်းကြီးသေးတယ်ဒါပေမဲ့တီကိုဆေးဘာဘလူးမှုအသင်းကိုဆွဲတင်ခဲ့လေတခါညရင်မြတ်ခုနအသင်းကိုဆွဲနေနေမှာဒါကျွန်တော်လက်ရှိ physical ability တွေမှုပဲနဲ့ mentally mentality ability မှာပါအများနဲ့ဆွဲတင်တဲ့ကစားသမားဖြစ်တယ်တခါညရင်အသင်းရဲ့ captain ဖြစ်စရာမလို့ ခံစားမှုကအသင်းရဲ့ backline ကိုဘယ်လိုမျိုး lead လုပ်မယ်ဆိုတဲ့လူတဲ့လူတဲ့လူတွေလူတယ်။ဥပမာဒါကြောင့် Chelsea အသင်းမှာ example ပြောအောင် David Luiz ဆိုရင် Chelsea အသင်းမှာ captain လက်ပတ်ကိုဝစ်ခဲ့ရတဲ့ moment ရှင်ဒါပေမဲ့ captain တယောက်ဘယ်တော့မှဖြစ်ခဲ့တဲ့ကစားသမားတယောက်ဒါပေမဲ့ David Luiz ကကျွန်တော်ခံစားမှာဘယ်လိုမျိုး lead ခဲ့တယ်။ဒါဒီနေရာမှာဒါ Kahi တယောက်ဒါကျွန်တော်တို့ John Terry နဲ့တူဘယ်လိုမျိုး lead ခဲ့တယ်။ John Terry ရှိနေရတဲ့အတိုင်းတော့ Kahi တယောက်ရှိရဘယ်လိုမျိုး lead လုပ်ခဲ့တယ်။အဲ့တော့ပြောနေတာရှင်းတယ်ဗျာ။ ီလိုမျိုးနေရာမှာခံစည်မှုတယောက်အနေနဲ့ဒါကျွန်တော်ဘယ်လိုမျိုး leadership လဲကျွန်တော်မျက်စိထဲမှာအခုလက်ရှိမှာ Chelsea အသင်းမှာမြင်တဲ့ Chelsea အသင်းနဲ့ကွက်တီမြင်တာကဘယ်လိုကစားသမားမျိုးလဲသိလား Maguire လိုကောင်းမျိုး လက်ရှိမှာ Chelsea အသင်းအနေနဲ့ Maguire တို့ကစားသမားမျိုးကိုအသင်းကခေါ်ဖို့အတွက်အင်မတန်မှကွက်တိကြလို့မြင်နေ။အင်္ဂလန်ကစားသမားဖြစ်တဲ့ Captain တယောက်ဖြစ်တဲ့တကယ်ကိုလက်ရှိမှာ Crystal Palace ရဲ့ backline ကို holding လုပ်ထားခဲ့လို့ professional အင်မတန်မှဆန်တဲ့ကစားသမားတယောက်ဖြစ်တဲ့ Crystal Palace ရဲ့နောက်ဆုံးနေ့ထိတာအသင်းပြောင်းဖို့အတွက်ရေဘန်းစားခဲ့တဲ့ကစားသမားတယောက်နဲ့အခုလက်ရှိမှာ Premier League မှာ pay goal အနည်းဆုံးအသင်းတသင်းအနေနဲ့ကောလက်ရှိမှာအကောင်းဆုံးအသင်းအနေနဲ့အနေနဲ့ကောလက်ရှိမှာ Maguire တယောက်ဦးဆောင်နေတော့ကြည့်မယ်ဆိုရင်ခံစင်မှုတယောက်အနေနဲ့ကော leadership တယောက်အနေနဲ့ Chelsea အသင်းရဲ့လူအပ်နေတဲ့ qualification တခုပဲတချို့ကြာဒီညမှာမကြိုက်ဘူးကျွန်တော်ဒီညမှာခုနကပြောသူပဲ physical ability ကြီးပဲပြောတာမဟုတ်ဘူး leadership ability ရဲ့လက်ရှိမှာချက်စီးတင်နေလူနေတယ်ဒါခုနကပြောသူ England ခံစစ် leader ဆိုတဲ့သုံးခုပြည့်နေတဲ့ဥစ္စာက Chelsea နဲ့အမြဲတမ်းကျွန်တော်တို့ကအိုမြန်မာတန်ဒီမြန်မာတန်မိတဲ့အခြေအနေတခုဆိုခဏခဏကျွန်တော်ပြောရတဲ့မှာပါတယ်။တို့ပေမဲ့တော့ညာလေလက်ရှိမှာဒါချက်စီးတင်တယ်ဒီလိုမျိုးကစားသမားလက်ရှိအသင်းမှာနဲနေတယ်။ အဲဆိုဖာမနက်စနေခုလက်ရှိမှာဒါကပတိန်လုတ်တာမှန်ပေမဲ့ကပတိန်လုတ်တာကျွန်တော်သဘောကျတဲ့အထိုက်အခိုက်တန့်နေရှိတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာ Chelsea အသင်းကဒီထက်ပိုကောင်းတဲ့ကပတိန်တယောက်တော့ကျွန်တော်လူတယ်လို့မြင်တယ်ဒီနေရာမှာဒီထက်ပိုလူတာလည်းကျွန်တော် backline leader တယောက်လည်းအဲ့တော့ခုနကကျွန်တော်ရဲ့ personal မြင်မှာ Liverpool တို့တပိုင်း minute တော့ Maguire ကိုလိုက်နေခဲ့ပေမဲ့ Chelsea အသင်းနဲ့ Maguire နဲ့ပို့ပြီးတော့ quality ကျမလားဆိုကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်ဘာလို့လို့ပြောရလဲ Maguire ကိုတည်းကလည်း Cop Han ရဲ့ protect တယောက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါ Chelsea အသင်းနဲ့တော်တော်လေးကိုအဆင်ပြေနိုင်မယ့် စားသမားတယောက်လို့ကျွန်တော်နေမြင်တယ်။အန်ဇိုမူရက်ကလူချင်းတဲ့ကစားသမားတယောက်လို့လည်းကျွန်တော်ဖြစ်မယ်လို့မြင်တဲ့တယ်မှာပါတယ်။ခမားတို့နဲ့ကျွန်တော်တို့ဒီနေရာမှာဒါကျွန်တော်တို့အမြင်ချင်းတူကြပါတယ်ပဲကျွန်တော်ကဒီလိုမျိုးလေးမြင်တယ်။ခမားတို့ကလည်းရှိမှဒီလိုမျိုးဒါခံစစ်မှဒီလိုလူတယောက်မလို့နေတယ်လို့မထင်ဘူးလား။ဒါခုနကပြောတယ်ခုနကကပတိန်လက်ပတ်ကြီးဝတ်ဆရာမလို့ဘူးနော်။ဒါပေမဲ့ခံစစ်နေရမှာအသင်းကဂိုးပေးလိုက်တာဖြစ်အသင်းကဂိုးရသွားတာဖြစ်ဖြစ်ဒီမှုနှစ်ခုကိုထိန်းချောင်းပေးနိုင်မယ်။ ခန့်စစ်ကစားသမားတယောက်ချက်စီမှလူနေဆိုလုံးဝဘာလို့အဲ့လိုမျိုးချက်စီတဲ့မှာတေကိုဆေးဝါးထွက်ပြီးကျွန်တော်ဘဒုဝတေချာမတွေ့ရသေးဘူးတခုခုလူနေတယ်ကျွန်တော်လူတာ စဘာပရိသတ်တော့ခံစားရတယ်ဆိုရင်ခင်ဗျားတို့လိုပရိသတ်ကပူခံစားရမှာဆိုလုံးဝငင်းစရာမလိုအဲ့လက်ရှိမှာ Chelsea အသစ်ရဲ့လိုအပ်နေတဲ့နောက်တစ်ခုကိုကျွန်တော်အနေနဲ့မြင်မိတယ်။ Chelsea စစ်နဲ့အခုလက်ရှိမှာနောက်ဆုံးသတင်းတွေအရဆိုရင်တော့ဒါတို့တို့အနေနဲ့ခံစားမှုမှာဒီနှစ်စောင်းရသည်ခံစားမှုမှာဒါမတ်ဂိုင်တွေပုံမှန်နဲ့လက်ရှိဒါကျွန်တော်တို့ဘာဆိုလို့လဲတိတ်ပြီးတော့ပရိသတ်တွေနဲ့ကောဒါကျွန်တော်လက်ရှိအသင်းနဲ့ကောတိတ်ပြီးအဆင်မပြေဖြစ်နေတဲ့ TA3 TF4 level ဒီအရသတင်းတွေထွက်ဖို့အရဆိုရင်တော့ဥရုဂွေးရဲ့ခံစားမှုဖြစ်တဲ့ဘာဆိုနာရဲ့ခံစားမှုဖြစ်တဲ့ဒါကျွန်တော်တို့အာရူဟိုကိုစိတ်ဝင်စားနေဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဘာဆိုနာအသင်းကိုလည်းအာရူဟိုကိုဒီနှစ်ဒါ ကျွန်တော်တို့စောင်းရည်အပြောင်းရွှေ့မှာရောင်းချဖို့အတွက်စိတ်ဝင်စားနေရဆိုပြီးတော့ကျွန်တော်တို့ စပိန်သတင်းဌာနဘက်ကနေပြီးသတင်းတွေတက်လာတော့တွေ့ရမယ်တဲ့မှာပါတယ်။အဲ့နဲ့ပတ်သက်ပြီးလက်ရှိနောက်ဆုံး update ရသတင်းတွေရဆိုရင်တော့ကျွန်တော်တို့ဘာဆိုနာအသင်းကသူ့အနေနဲ့သူတို့ဒီဥရုဂွေခံစီမှုကိုရောင်းဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ချက်စီတင်ကအခုလက်ရှိမှာအန်ဇိုမိုရက်စကာကိုတိုင်ကလည်းခံစီမှုလိုနေတဲ့ဒါကျွန်တော်တို့အနည်းပြတရားဖြစ်တဲ့ကြောင့်မို့ဒါချက်စီဘက်ကတော့ဝယ်ယူပေးမှုအတွက်စဉ်းစားသွားတယ်။ဒါပေမဲ့ချက်စီအသင်းဘက်ကဒါကျွန်တော်တို့အန်ဇိုမိုရက်စကာကခံစီမှုဝယ်ပြီးဆိုရင်ရေတူ fix ပုံစံမျိုးမလုပ်ချင်ဘူး။ရေရှည် fix ပဲလုပ်ချင်တယ်။ချက်စီအသင်းကခုနကပြောပြဒါလေးဝယ်ဖြေးလဲခဏတာကောင်းသွားလဲပြင်ပြန်ဆိုးသွားလိုက်ဆိုတဲ့ပုံစံမျိုးဒါချက်စီအသင်း ဲ့လက်ရှိနေပြအန်ဆိုမိုရက်စ်ကမလိုချင်ဘူးအန်ဆိုမိုရက်စ်ကလည်းသူ့အသင်းကိုကစားသမားတယောက်ဝင်အဲ့ကစားသမားတယောက်ကရေရှိဘယ်လိုမျိုး contribute လုပ်သွားနိုင်မယ်ဆိုတော့ဒါကျွန်တော်လုပ်သွားတယ်အဲ့တော့ စနဲ့ impact လည်းရှိလို့ရမယ်ခုနကပြောတဲ့ရေရှည်လည်းကောင်းအောင်ဆိုတဲ့ကစားသမားတွေ marketing မှာရှိတယ်ခုနကတချို့ကြတဲ့ဟာဒါရေရှည်ဆိုရင်ဒါလူငယ်တို့လူငယ်ဝယ်အမလည်းရှိမှာခုနကကျွန်တော်ပြောခဲ့တဲ့ဥစ္စာပြန်ရောက်သွားမှာပဲ market တို့ကစားသမား market ကစားသမားပဲခုလက်ရှိမှာငယ်သေးတယ်ခင်ဗျနောက်ထပ်9နှစ်လောက် message မိတ်သုံးလို့ရတယ်ဒါဟာခုနကပြောတဲ့ချက်ချင်းနဲ့ဒီလိုကစားသမားမျိုးကောင်းသွားမယ်ရေရှည် project အရလည်းရနိုင်တဲ့စက်ကြားရှိမှာအဲ့လိုပုံစံမျိုးကျွန်တော်ကတော့ပြောချင်တာဖြစ်တယ်အဲ့တော့ထပ်ပါလက်ရှိမှာဒါ United ဥစ္စာ United ကိုဒါကျွန်တော်လက်ရှိ Liverpool အတင်းကောင်းတာကျွန်တော် Aru Hu ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ် Chelsea ကလက်ရှိမှာထိတ်ဆုံးကစိတ်ဝင်စား ားတဲ့ဘောမှရှိတယ်။နောက်ဆုံးသတင်းတစ်ခုနဲ့ဒီညမှာတင်ဆက်ရမယ်ဆို Chelsea အသင်းအနေနဲ့ Real Madrid ကအခုလက်ရှိမှာ Enzo Fernandez နဲ့သူ့ agent နဲ့ဆွေးနွေးနေတော့သူတို့ဘက်ကလုံးဝကိုမတုံ့လှုပ်တဲ့အကြောင်းကိုလက်ရှိသတင်းတွေအရစားတောက်လျှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ်။ Real Madrid အသင်းကလက်ရှိမှာသူတို့ရဲ့ကွင်းလယ်ပိုင်းထပ်ပြီးတော့ဖြည့်တင်းဖို့အတွက် Enzo Fernandez ကိုတောက်လျှောက်စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Enzo Fernandez ကိုလက်ရှိမှာဒါကြောင့် Chelsea ဘက်ကတော့အဖြေကတော့လုံးဝရှင်းနေသူတို့ဘက်ကလုံးဝကိုဒါကျွန်တော်လက်ရှိဒီကစားသမားကိုရောင်းဖို့အတွက်စီစဉ်မှုရှိအဓိကဒီညမှာကစားသမားရဲ့စိတ်နေသဘောထားကအများကြီး impact ပေါ် မူတည်မယ်လို့မြင်တယ်။အန်ဆိုဖာနန်ဒက်စ်ကိုလက်ရှိမှာသူ့ရဲ့အေဂျင့်နေတဲ့သူကြာကျွန်တော်တို့လက်ရှိလစ်ဗာပူးကိုဘယ်လစ်ဗာပူး ရီယယ်မက်ဒရစ်ဘက်ကနေပြီးတော့ဆက်သွယ်မှုတွေကိုပြုလုပ်ထားခဲ့တယ်ဆိုတော့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်။ဒီဟာနဲ့ပတ်သက်ပြီးလက်ရှိ Chelsea ဘက်ကတော့အဖြေကရှင်းပါတယ်။အခုလက်ရှိမှာသူတို့အနေနဲ့မင်းတို့ပေးနိုင်ရင်ပေးဈေးကိုမပေးနိုင်အာမချောင်းနဲ့ဆိုတဲ့ပုံစံလုပ်ထားတယ်။ Chelsea ဘက်ကဒီကစားသမားကိုရေရှည်ကာလရှည်စာချုပ်ချုပ်ဆိုထားခဲ့တဲ့ကြောင့်သူတို့ရဲ့လက်ထဲမှာပဲဘောလုံးကရှိပြီးသားဖြစ်တယ်။ဒါကြောင့်မို့လက်ရှိမှာ Chelsea ဘက်ကဒီကစားသမားကိုလိုချင်နေဆိုရင်ပေါင်သန်း130၊ယူရိုသန်း150ပေးရမယ်ဆိုပြီးတော့ Chelsea ကိုလက်ရှိမှာမြူဆို Chelsea ဆိုရာ sorry ရီယယ်မက်ဒရစ်ကိုအဓိကကျွန်တော်ဒီနေရာမှာပြန်ပြီးပြောလိုက်တာဖြစ်လိုက်တယ်။အဲ့တော့ဒီနေရာမှာ ကျွန်တော် Real Madrid ကတော့ရှင်းပါတယ်သူတို့အနေနဲ့ဒါကျွန်တော်တို့ဟို ကစားသမားကိုဒါကျွန်တော်တို့သူတို့အနေနဲ့စသွားပြီးဆက်သွယ်ပုံစံမျိုးတွေလောက်လာခဲ့တဲ့အတက်ပင်ပေါ့နော် အတက်ပင်ပုံစံမျိုးတွေလောက်လာတဲ့အချိန်မှာဒါ Chelsea အသင်းအနေနဲ့သူတို့ဘက်ကဒါနဲ့ပတ်သက်ပြီးမကြောက်ဘူး Anthony Fernandez အနေနဲ့လည်းရှိမှာအသင်းမှာလည်းရေရှည်စာချုပ်ရှိရတဲ့ကြောင့်မို့အသင်းမှာပဲရေရှည်နေရမယ်ဆိုတဲ့ပုံစံမျိုးကိုဒါ Chelsea ဘက်ကလက်ခံပြီးသားဖြစ်တယ်နောက်ဆုံးကစားသမားဘက်ကကလန်ကစားလုပ်ရင်တော့မှအချိန်တန်ဒီအသင်းမှာပဲဆက်ပြီးတော့ရေရှည်ရရှိသွားရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ Chelsea ဘက်ကဒီအာကျွန်တော်တို့ Anthony Fernandez ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝလုံးဝကိုတုံ့နှုတ်ခြင်းမရှိဘူးလို့လည်းသိရတဲ့မှာပါပါတယ် အဲလက်ရှိနောက်ဆိုဒါက update သတင်းတွေဖြစ်ပါတယ်ဒါတော့ပါပဲပေါ်လုံးမွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းနေဆိုအပေါင်းကိုညွှန်ပြရပါတယ်မြန်မာပြည်လက် clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြည့်လို့မှာလည်းကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါဆိုစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြည့်လို့မှာလည်းမြန်မာပြည်လက် clip ဖို့မမေ့ကြပါနဲ့ဗျမြန်မာ clip မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးမကြည့်လို့မှာရောက်တော့ကုန်ပြီပေါ့ဒေးပါဗျ